မဆက်ရှိရဲ့လေးလာပိုင်းမဖောက်ကဆက်ငါးခုနေဓမ္မတန်ချက်ဒီမင်္ဂလာရှိတဲ့နေဒူးနေမြတ်ပဲဖြစ်ပါလေဆရာဩရဒကျန်ဒီဘယ်တခုပြေးလဲအကြရီမှန်မိရိုက်တာတော့မဟုတ်ပါဆရာအဲ့တော့ဒါပေမဲ့မှန်ပြတဲ့ပုံပဲရမယ်ကားဖြစ်နေပြီအာပြီးတော့ရမှာပါဆရာ အကယ်ဘီဆိုတော့ပေးတဲ့အနေထားပေါ်မူတည်ပြီးပေးတော့ရမှာပါဆရာအားလုံးဘူဒန်ကဘူအာဒါရိုက်ပြီးတဲ့ကားတွေနဲ့ဘာလို့ခွဲထွက်သွားလဲအာဒီတော့ကျွန်တော်တကားနဲ့တကားတော့ဆလမ်မတူတာပုံစံမတူတာလို့ခဲ့ပါအဲ့တော့ပြောစမ်းဆိုလို့ရှိရင်ကျွန်တော်ရိုက်ဖို့စဉ်းစားပြီးတော့ကြံစီခဲ့တာမုန်းဆွဲပြီးကြတဲ့ ခုနှစ်နှစ်ရှင်းနေလောက်ရှိပြီဘူးဆိုပြီးတော့အဲ့ဒီအဲ့ဒီတော့စဉ်းစားတဲ့ပြောတယ်ဘာလို့လဲဟောပြဆရာဆရာမေကောင်းတာနေဝင်မဟုတ်တာတော့သိကြပါဆေးဘူးကြာနေဝင်နဲ့အောင်မြဆန်နဲ့အသားလေးဖြစ်မယ်လို့ဘယ်လိုစိတ်ကူးရအဲ့တော့ခုပြန်ရိုက်မယ်ဆိုတဲ့အချိန်မှာကျွန်တော်သူ့ကိုပဲမြင်တယ်သူ့ကိုပဲမြင်တယ် နေဝင်းကိုအောင်မြင်ဆန်ဖြစ်မဲ့လို့ယုံကြည်တယ်။ဒါပေမဲ့တခုတော့ရှိရပါကျွန်တော်သူ့ကိုသူ့ရုပ်ရှင်ကျွန်တော်မကြည့်ဘူး။အမကြည့်ဘူးတဲ့အခါကျတော့အောင်မြင်ဆန်ဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းကိုကျွန်တော်သူနဲ့စကားပြောကြည့်တယ်။စကားပြောသူရဲ့ဟိုဘာရှုတမှုသူရဲ့ကြိုးစားခြင်းစိတ်ပြီးတော့ character အပေါ်မှာတော်တော်ယူရတယ်နော်။တော်ယုံမင်းသားညီမဲ့ကွက်မျိုးတွေကိုသူကစိတ်အားထက်သန်တာလုပ်ချင်တယ် အဲ့မှာကျွန်တော်တို့ဆုံးရှုံးအဲ့တော့နေဝင်ကားတွေပြန်ကြည့်လိုက်ပါဟုတ်ကဲ့နေဝင်ကားတွေကဟာဒီကွဲနေတယ်အဲ့တော့ခုနကမှန်တယ်ပြောပါဆရာကျွန်တော်ကမကြည့်ဖြစ်ဘူးဖြစ်နေတာကကျတော့တခြားကားတွေနဲ့ဘယ်လိုကွဲလဲရတော့သူကားတွေကြီးတဲ့လူကတော့ဘူးသိမဲ့လို့ထင်ပါတယ်ကျွန်တော်ကတော့အောင်မြတ်ဆက်ဖြစ်အောင်ပုံသွင်းထားတာပါအဲ့တော့ဒီဇက်ကိုပြည်သက်ခံနိုင်မှာ ဆရာအဲမြန်မာလူမျိုးတွေကတကယ်တော့စိတ်နှလုံးညံ့ပါတယ်ညံ့တယ်ရောဒန်ကြားရင်မနေနိုင်ရဆိုတော့ပရိသတ်တွေအရေးချူထားတာလေစိုက်ပြမယ်လို့ထင်ပါတယ်ဟုတ်တယ်အခုဒီထဲမှာမျိုးမျိုးကလည်းအရေးချူရဲဇဝင်းနေလည်းအရေးချူရဲ ာကြီးတောင်းလည်းမျက်ရည်ချူတယ်အခုတော့မျက်ရည်ချူနေကြတယ်ဆက်ချူရဲဆိုတာထက်ပေါ်ဆရာသူတို့ဇက်ကောင်နေရဲ့လုံးဆောင်ရမယ်လောက်ွက်တွေကိုရန်နှုံးပြည့်စူးစမ်းပြီးတော့အကောင်းဆုံးကျိုးဆောင်သွားကြတာအဲဒီခါကျတော့ပရိသတ်နဲ့ဟတ်တိမက်ွက်တွေတော့တော်တော်များလိမ့်မယ်လို့ကျွန်တော်ဗန်ဒီရဲ့တရားအနေနဲ့ပြောချင်ပါတယ်။မပြောလဲဆိုကျွန်တော်ကားထဲမှာပါတဲ့ပြောဆောင်တွေ ကျွန်တော်ရဲ့စိတ်ကူးထားတဲ့ဇက်ကောင်တွေနဲ့တစ်ထပ်တည်းအမှုများဖြစ်ခဲ့တယ်ပါဆရာအဲ့တော့အဲ့တော့ဒီကားတွေမှာနော်ပြောတဲ့ဦးကဘူဒမဝင်းတို့ဒီနေဒီရဖိနေတာဟုတ်ပါရဲ့အရှင်နရီရွှေရတာကျွန်တော်နဲ့နှောင်းအောင်နဲ့ပထမဆုံးစာဖွင့်ခဲ့တာပေါ့နော်ဒါကျွန်တော်နဲ့ဒုတိယမြောက်ကပေါ့ဟာသူတို့ကလည်းဒီကျွန်တော်ရဲ့အနုပညာဖန်တီးမှုအပေါ်မှာ ကန့်သက်ချက်မရှိပါဘူးကျွန်တော်စိတ်ကြိုက်ဖန်တီးခွင့်ပေးထားတယ်အဲဒီခါမှာဖန်တီးတဲ့သူနဲ့ဒီဇာကားကိုရင်းနှီးမြှုပ်နှံထုတ်လုပ်တဲ့သူနဲ့ကရင်ဖတ်ချင်းညီဖို့တော့လိုတယ်အမှုပညာထူကောင်းဖို့ဆိုတာလေနောက်တစ်ခုပေါ့ပါဝင်တဲ့အမှုပညာရှင်တွေနဲ့ဆိုရဲခါမှာဒါရှင်နရီရွှေနဲ့ဒါကျွန်တော်တော်တော်လေးခိကြိုက်တဲ့ကုမ္ပဏီလို့ကျွန်တော်လည်းခိကြိုက်တဲ့ကုမ္ပဏီလို့ပြောရမှာ တော့ဟိုယုံကြည်လို့ကုသမဝင်းတို့ကဟောတော့ဝဘောအောလိုက်တယ်ဟဲသူတို့ယုံကြည်မှုတစ်ခုတော့ရှိလို့ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်ကကြတော့လေအခုပြန်ရိုက်တဲ့အချိန်မှာကျွန်တော်မြန်မာ culture နဲ့တကားမှလည်းမရှိသေးဘူးပေါ့မရှိသေးဘူးဆိုတဲ့အခါကျတော့ကျွန်တော်ကတော့ဒီကားလေးကိုတော့ကျွန်တော်တော့မြန်မာမှုမြန်မာဟန်အပြည့်နဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ မြန်မာရုပ်ရှင်တွေမှာဆိုင်းနောက်ခံဇာတ်လမ်းနေတယ်ပေါ့နော်ဆိုတော့အခါကျတော့အဲ့ဒါကိုလည်းထည့်ကျင်တယ်ပြီးတော့ဒီကြီးလက်ကဲလူမင်္ဂလာတွေနဲ့ပတ်သက်တဲ့ဒီ traditional ကိုလည်းကျွန်တော်ပြကျင်တယ်အဲ့တော့ဒီကဒီဇာတ်လမ်းကတော့ကျွန်တော်တကယ်အားရမြင့်တက်တဲ့ဇာတ်လမ်းပါဆိုတော့တို့ကလည်းခြားဆုံးပဲကိုယ်ရုံနေဆိုအဲ့တော့ဒီဝါဆောင်ကိုကြည့်ရဲကြမသိကြဘူးဟုတ်ကြည့်ပြီးလည်းကြည့်ရမှာပြောလိမ့်ပါနဲ့ဆရာဒါကတော့ပြိသက်ဆုံးဖြတ်ပြီးအမှတ်ပေးရမယ့်ကိစ္စပါပဲကျွန်တော်ကတော့ ကျွန်တော်ဘိုင်းကအကောင်းဆုံးစူးစမ်းခဲ့ပါတယ်အဲ့တော့ပြောတယ်ကနှစ်အကောင်းနှစ်ပတ်သုံးပြန်ပါပါအဲအခုကတော့ကားတွေအကုန်လုံးကနှစ်ကားတွေဆင်းဖြစ်သွားပြီဖြစ်သွားပြီဆိုတော့ဒီကကျွန်တော်တို့ဒီပြောတဲ့လက်တာနှစ်ကားတွေတည်းမှပဲပါတာပေါ့ဆိုအဲ့တော့နံပါတ်၄သုံးပတ်တွေကတော့သိကြနေတော့အဲဒါလဲဆရာဒါပြောတော့မှပဲကျွန်တော်တို့ပြောလို့ရမယ်လीเนาะဒါအနုပညာကိုဘက်က အားရကျင်တတ်ပြီမလဲဒါအကြောင်းကြောင်းနေကြဒါယုံတယ်ဝင်ဝင်ဆိုတာလည်းမျိုးမျိုးရှိနိုင်တယ်မဆရာနော်လက်ရှိဟိုအနေထားတွေကလည်းမျိုးစုံပေါ့နော်အဲ့တော့တချို့ကလူချင်းဟိုအပန်းဖြေခုတစ်ခုနေနဲ့သဘောထားပြီးတော့ကြည့်ကျင်တဲ့လူရှိတယ်လို့ဒီချိန်မှာရုပ်ရှင်ကြည့်ဖို့စိတ်မပါသေးတဲ့ပြိတ္တဆိုတာလည်းအများကြီးရှိတာပေါ့ဆရာဆိုတော့ဒါကျွန်တော်ဘက်ကတော့ဒါနုပညာပန်တီးမှုနေနဲ့အားရကျင်တတ်တယ်ပေါ့အဲ့တော့နှစ်ပတ်ရချင်း ဘုရားရှင်ဆိုတဲ့ပုံမှာတော့ feeling မရှိပါဘူး။ဟုတ်ကဲ့။ရုပ်ရှင်ကိုကြည့်ကြည့်ရင်ကျော်တော့ကျော်တဲ့လာကြည့်ပါလို့ break up ။ဟုတ်ကဲ့။ဘယ်လို